ဂျာကြီးမင်းတင်ခရဲ့ပြည်ကြီးမန်တိုင်မြကြီးဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဂျာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အခုကြည်ဒဲဒီဆိုတာဘာလဲဟုပို့လေးကမေးလိုက်ရဒဲဒီဆိုတာဖေးလို့ပြောတာပေါ့ကွာဟုမြကြီးကရှက်ရှက်ပြင်ဖြေးလိုက်မြန်မာစကားလားမဟုတ်ဘူးကွာအင်္ဂလိပ်စကားအင်္ဂလိပ်ကဘယ်မှာနေလဲအင်္ဂလန်မှာကွာအင်္ဂလန်ဆိုတာဘယ်မှာလဲအင်္ဂလန်ဆိုတာဟိုးဝေကြီးမှာမိုင်း၈၀၀၀လောက်ဝေးတယ် အဝေးကြီးရဲ့အင်္ဂလိပ်စကားကိုဘာလို့ပြောတာလဲမြန်မာလိုမပြောချင်ပို့လို့ပြောပါလားပို့လို့အဖေကို ဖာလို့ခေါ်တယ်ဒဲဒီစာဖာလို့ပြောပါလားပို့ကအင်္ဂလိပ်လောက်မဝေးဘူးဟုပြောလိုက်ရဦးနဲ့ကျော်ကအေးတော်ပြီမစ္စတာအိုက်တို့ငါကိုဘလို့မှမခေါ်ကြနဲ့တော့မင်းတို့ကငါ့ကိုဖေဖေလို့ပဲခေါ်ကြမစ္စတာအိုက်ကလည်းဖူဖူလို့ပဲခေါ်တော့ဟုပြောလေသည်ထွန်တာဦးနဲ့ကျော်ကမောင်မြကြီး ဆေးရုံကဆင်းသွားပြီးတော့မိကဘယ်ရောက်သွားတယ်လဲပါမိကတော့ဖြစ်လာရင်ခက်ဆန်းဆန်းမှုပြောပါဦးရွှေရွှေကလည်းဟုတ်သားပဲကိုမြကြီးပြောပြဆမ်းမအောင်ရွှေရွှေနားထောင်ခြင်းနဲ့ဟုပူဇော်တဲ့ဖြင့် Mr. Ice ကိုလှမ်းကြည့်လိုက်ရ Mr. Ice ကဟိုးရှေရှေတုန်းကစပြီးပြောလေဟုဆိုတဲ့ဖြင့်ဘာကနေရီမောချရလေတော့ဒီညာကြီးကလည်းမိရင်များထွက်သည်ဒီရီမောပြီးနောက်ဒီလိုဒီလို ကျွန်တော်လည်းဒီရွှေပို့ကလေးကိုရရောစင်ယုံကနေစင်းပြီးတော့ဟုအစချီကစင်ယုံကဆင်းသွားပြီးယခုတပံပြန်လဲရောက်ရှိလာသည့်အထိကိုအသေးစိတ်ပြန်ပြောပြခဲ့လေသည်မြကြီးနေဖြင့်စင်ယုံကဆင်းပြီးနောက်ခက်ခဲပေါင်းမြောက်များစွာကိုပို့ကလေးနှင့်အတူလက်တွဲ၍ရင်ဆိုင်ခဲ့ရပေသည်မြကြီးကထိုဖြစ်ပျက်များကိုကော်ဖီတောက်ရင်းဆေးလေးတောက်ရင်းထိုညကအဆမဆုံးတိုင်း ြောခဲ့ပါ၏ထို့ပြောပြချက်များကိုညာကြီးပြောသည့်အတိုင်းစကားပြောဖြင့်ရေးပြလင်ဖတ်၍ကောင်းမည်မဟုတ်သောကြောင့်ဝိတုသောအတိုင်းပင်ပြင်ဆင်၍ရေးသားလိုက်ရပေသည်စာရေးသူညာကြီးက12နှစ်17နှစ်အရွယ်ပုတ်ကလေးကိုတွဲလျက်စိတ်ယုံမှထွက်လာခဲ့လေသည်။ညာကြီးသည်မိမိငှားရမ်းနေတိုင်းသောအိမ်သို့သွားရောက်ကဝိဇာများကိုတိမ်ပြီးနောက်မိမိမော်တော်ကားနှင့်ပတ်သက်၍ပလိတ်များထံတွင်တည်င်းစုံစမ်းမိဟုထွက်လာရာ လမ်း၌တစုံတယောက်ကမြကြီးအားတေချာစွာကြည့်နေတဲ့ဖြင့်ပို့လေကကိုကြီးကိုကြီးလူတယောက်ကတေတေချာချာကြည့်နေဟုပြောလေအေးအေးသူမင်းကလည်းမသိမသာပြန်ပြီးကြည့်တာကွာဟုမြကြီးကတတိပေးလိုက်ထို့နောက်ပို့လေကကိုကြီးအဲ့လူကြီးကကျွန်တော်ခေါ်နေပြီသွားရမလားဟုမေးလေအေးသွားကွာမင်းကိုတခုမင်းမင်းကလည်းသူ့ကိုတခုပြန်ပြီးပေါ့ကွာဟုမှားလိုက်မစ္စတာအိုက်စ်လေးလည်းအမကြီးအားထားခဲ့၍ထိုသူထံသွားလေသည်ထိုသူလည်း ပိုကလေးအနီးသို့ရောက်လာလေဟဲ့ကောင်လေးမင်းနဲ့လာတာမြကြီးမဟုတ်လားဟုမေးလေပိုကလေးကဟုတ်တယ်ခင်ဗျားကဘာသူလဲကိုကြီးနဲ့တိလို့လားအေးတိတယ်ဘာလို့ဒီကောင်ကိုမင်းကတွဲလာတာလဲဒီကောင်မျက်စိဘာဖြစ်လို့လဲကန်းနေပြီလားဟုတ်တယ်ကန်းနေပြီခင်ဗျားဘာသူလဲဘာဖြစ်လို့မေးတာလဲဟုပြန်မေးဘာမှမဟုတ်ဘူးသွားတော့သွားတော့ဒူဒူပုံနှံကစားနေတော့အခုလိုမျက်စိကန်းသွားတော့ပုံရတဲ့သူဖို့ပို့ပြီးဟန်ကြတာပေါ့ကွာဟုထိုသူကသူ့အဖေကိုပြောလိုက်လေသည် ပို့လေးပြန်လာပြီးလင်ကျိုးချောင်းကိုမြကြီးအားပြောပြရာမြကြီးကမစင်းစားတဲ့ပဲရှိနေထို့နောက်မြကြီးလည်းဆက်လက်ရွေးလျှောက်လာခဲ့ရာချားသောနေရာရောက်နိုင်လူတူကမြကြီးအားမြင်လင်ပြုံးပြလေထို့နောက်မြကြီးဤသို့ကပ်၍ဟေ့တငံငါမမတ်မိဘူးလားကွာဟုမိဘသူပါလဲခင်ဗျာကျွန်တော်ကတော့မြင့်မမြင်ဘဝရောက်နေပြီမို့မမတ်မိတာခွင့်လွတ်ပါဟုမြကြီးကပြောလိုက်ရာထို့လူကြီးမှလွန်စွာမှအံ့အားတင်သွားလေအိုးဒုက္ခပါပဲမိကို မိတငယ်ချင်းဘာသိအိမ်မှာတခါတွေ့ဘူးတယ်လေငါနာမည်ဦးလေဟုဖိုးကြီးကပြော၏။အော်ဦးလေးကိုအင်းဦးလေးပြောတဲ့အတိုင်းရထားဘင်းကိုလှည့်နေတာပဲဦးလေးရေအခုတော့ဇုံလုံးကန်းသွားပြီဟုမြာကြီးကပြောလိုက်၏။အေးဒါမဲ့စိတ်မပြတ်နဲ့ကွာမိစိတ်ပြတ်လို့လည်းဘသူကမှတနာပြီးကူညီမှမဟုတ်ဘူး။ကိုဟာကိုလောက်ရမယ်အတူတူစိတ်မပြတ်တာအကောင်းဆုံးပဲ။မျက်စီကန်းတော့လည်းမျက်စီနောက်တက်တာတော့ပေါ့ကွာ။မျက်စီကန်းနေတော့မှကြောက်ပွဲစားလုပ်ဖို့ကောင်းနေကွာ။ဟာဦးလေးကလည်း ကြောက်ဝဲစားလုပ်ပြီးမျက်စီကန်းနေတော့ဘလို့လုပ်ပြီးကြောက်ကိုကြည့်မှလဲဟုမြာကြီးကပြောလိုက်ရင်ဦးလည်းကဟက်ဟက်ပက်ပက်ရီမောရင်မျက်စီရှိလို့သာကြည့်နေကြတော့ပါကွာဘယ်သူကမှဘယ်ကြောက်ကဘယ်လောက်တန်တယ်လို့တေချာပေါက်ပြောနိုင်တာမှမဟုတ်ပဲငါတင်တော့ကြောက်မြင်နာလို့ဆိုတာကမျက်စီကန်းနေပြီးစိတ်ထင်ရဆုံးဖြတ်ပြီးလုံရင်ပိုရာအောင်မြင်မယ်ထင်နေကွာမျက်စီကလည်းရှိမတောက်တခေါက်ကလေးပဲတည်တဲ့သူတွေကအောင်မြင်ခဲ့တယ်ကွာ ။ဘာမှမသိတဲ့အကန့်တွေလည်းကြီးပွားနေကြတာပဲ။ပြီးတော့အဲ့ဒီလိုမတ်တောက်တစ်ခေါက်သိတဲ့သူတွေကကြောက်လောကမှာသူတို့ကိုသူတို့ပကဲကြီးတွေလို့တောင်အောက်မိန်နေတာဟုပြောလာရမြကြီးကလွန်စွာမှသဘောကျသွားလေသည်။ထို့နောက်ဥလေကမြကြီးလက်အတွင်းသို့ပစ္စည်းတစ်ခုကိုထည့်ပေးပြီးကဲမောင်မြကြီးဒီကြောက်ကဥရဲ့ဖိုးစီကငွေရထားတဲ့ဗရမ်းများပဲ။ဥနေနဲ့တော့3000လို့ခေါ်ထားတယ်။ကြီးကလည်းကောင်းအနာကလည်းလွတ်ဆိုတော့မောင်မြကြီးဘယ်လိုသဘောရလဲမောင်မြကြီးဝယ်မယ်ဆိုဘယ်တော့ပေးနိုင်မလဲဟုပြောလေသည် ်ဒုကာမြကြီးကလက်တွဲမှာကြောက်ကိုနေရောင်လိုက်ထောင်ကြည့်လျက်မြင်ပြီတကယ်သူကြည့်ရှုပြီလေဦးလေးဘဲလာပဲပြောပြောကျွန်တော်အနေနဲ့တော့တပြားမှာကုန်ပေးနိုင်မှုဒီကြောင့်မျိုးကိုတော့ပြောရမှာအနာပါတယ်ဘဲမကောက်ကောက်ရနိုင်တယ်အခုလိုဘာကြောင့်ပြောရသလဲဆိုရင်တော့ကျွန်တော်ကဝဲသူဖြစ်နေလို့ပဲဝဲသူဖြစ်တဲ့အခါမှာဝဲမဲ့ပစ္စည်းကိုနှစ်ပြားမတန်အောင်ပြောရမယ်လေဟုညာကြီးကပြောလာရဦးလေကအဲ့ဒါကြောင့်မင်းကိုပြောတာပေါ့ကွာကြောက်ဝဲစားလောက်ပါလို့ အခုမင်းပြောတာတိတ်ဟုတ်တာပဲငါပြတာဗရန်များမှာမဟုတ်ပဲငါပြတာကြောက်စရိတ်ခဲပဲကွာဟု ပြောဆိုပြီးရီမောလေထို့နောက်ဥလေကပြောပြန်သည် လောကမှာအကန့်ထက်ပိုပြီးမမြင်တဲ့သူက ရှိသေးတယ်ကွာဟု ပြောရမြကြီးကမဟုတ်တာပဲဥလေရဲ့အကန့်ထက်ပိုပြီးမမြင်တဲ့သူရဲ့လို့ရှိနိုင်ပါမလားဟုမေးလိုက်ရဥလေကရှိတာပေါ့ကွာမကြည့်တဲ့သူကအကန့်ထက်ပိုမမြင်တဲ့သူပေါ့ကွာကဲမှမမြင်ရတာမဟုတ်ဘူးမကြည့်ရင်လည်းမမြင်ရဘူးကွာဟုပြောဆိုကရီမောရဲ့ဥလေက ၎င်း၏နေရာလိမ့်စာကို ပြော၍ပြန်သွားလေတော့သည်။ညာကြီးလည်းကတ်သို့သွား၍၎င်း၏မော်တော်ကားကိုရှုံ့ဆန်းရာမော်တော်ကားမှာလုံးဝသုံးမြအောင်ပြက်စီးသွားုံများမကတောင်အောက်သို့ပင်ကျသွားပြီဖြစ်ကြောင်းပြောလိုက်လေ။ညာကြီးလည်းမိသည်ရဲ့သို့ပင်သွားရမယ်မသိပဲရှိနေရမှာမန္တလေးသို့သွားရောက်ပြီးကြောက်ရောင်းဝယ်လို့စင်ကတိကျွမ်းခဲ့သောမိษွေတူနေနေထိုင်ကမိမိကငွေဆိုင်ထိုသူကလူဆိုင်ဖြင့်လောက်ကင်စားတောင်းရရင်ကောင်းမင်မြည်ဟုသဘောထားကမစ္စတာအိုက်စ်ကိုခေါ်၍ မန္တလေးသို့ဆင်း၍လာလေတော့သည်မန္တလေးသို့ရောက်လင်းစံတဝါဝါနှင့်ပင်ပို့ကလေးကိုပေါ်ပြု၍မိတ်ဆွေအင်ကိုရှာဖွေလေ၏မန္တလေးမြို့၌မိတ်ဆွေဖြစ်သူ ကိုဘူနီအားမရမကရှာဖွေခဲ့လျာနောက်ဆုံးတွင်ကိုဘူနီနှင့်ပတ်ပင်တွေ့ဆုံတော့သည်ကိုဘူနီကပင်စတွင်မြကြီးအားနှုတ်ဆက်၏ကိုမြကြီးဘလို့ဖြစ်တာလဲဗျာဟုမေးလျာမြကြီးကမိမိဖြစ်ပျက်ကိုပြောပြပြီးနောက်ကျုပ်ခမည်းကိုရှာနေတာ9ရက်တောင်ရှိပြီကျုပ်မှာမျက်စိကလည်းကွယ်သွားပြီဆိုတော့ အားကိုရမဲ့နေပြီဒါမှငွေကလေးတော့ပါခဲ့ပါသေးတယ်အဲ့ဒီငွေကလေးကိုခင်ဗျားကိုအပ်မယ်ခင်ဗျားကအလုပ်လုပ်ပါကျုပ်ကငွေဆိုင်ခင်ဗျားကလူဆိုင်ပေါ်ကိုကိုနီရဲနာလောက်ကကျုပ်နဲ့လည်းကန်ဆက်တယ်ခင်ဗျားနဲ့လည်းကန်ဆက်တယ်မဟုတ်လားဟုပြောလာရကျောက်ကုံတဲ့ကိုကိုနီကကောင်းသားပဲဗျခင်ဗျားဒီလိုဖြစ်လာမှာတော့ကျုပ်ကကူညီရမှာပေါ့လောလောဆယ်တော့ဥပုပ်တော်ဂုံးဘက်မှာကျုပ်ငှားပြီးနေတဲ့အိမ်ရှိတယ်အဲ့ဒီအိမ်မှာပဲလိုက်နေပေါ့ဟုဆိုကညာကြီးတို့အားခေါ်ဆောင်သွားလေသည်ကိုဘုံဤအိမ်တို့ရောက်ရင်းကိုဘုံဤကအမကြီးတို့အား နေရာချထားပြီးထို့နောက်ထမင်းစားရန်အတွက်ထမင်းဝယ်မည်ဟုကိုကိုနီကပြောတော့ကပို့လေးကအိုးရှိလားကျွန်တော်ချက်မယ်ဟုပြောလေရကိုကိုနီကဘယ်လိုလဲကိုမြကြီးခမရလူကချက်မယ်ဆိုပါလားဖြစ်ပါမလားဗျဟုမေးလေဟုတ်တယ်သူချက်တတ်တယ်ဗျဟင်းကကြာရင်တော့ကျုပ်ကဘေးရထမ်းပြောရတယ်ဘာပြီးပါထက်ပေါ့ဗျာဟုပြောလျာကိုကိုနီးကဒီလိုဆိုအိုးခွက်တွေဝယ်လိုက်မယ်ဗျာကျုပ်ကတယောက်တည်းလူပြိုလူလွတ်ဆိုတော့ဆိုင်မှာပဲစတာအဲ့ဒီတော့ဘာမှမရှိဘူးဗျာဟုဆိုတဲ့ပြင် ညာကြီးကအိုးအခွက်ပကံဆန်စီစားများဝဲယူရန်ငွေထုတ်ပေးလိုက်လင်ပို့ကလေးက၎င်းမှာဈေးတို့လာမည်ဟုပြောသည်ဖြင့်ကိုကိုနီကအေးကောင်းတာပေါ့မေးလက်လိုက်ခဲ့ဒါနဲ့နေပါဦးမင်းနာမည်ကဘလို့ခေါ်တယ်လဲကွာဟုမေးလိမ့်အိုက်ဆန်မှာကိုကြီးကတော့မစ္စတာအိုက်စ်လို့ခေါ်တယ်ဟုပြောလိုက်လေရဒီလိုလေရသူ့နာမည်ကအိုက်ဆန်နဲ့ဒါမဲ့ကျုပ်ကမျက်စိကန်းနေလေတော့သူ့ကိုမျက်လုံးအစားခေါ်ထားတာမလားဒါကြောင့်အိုက်စ်မျက်လုံးလို့ခေါ်တာလေ Ice နဲ့ Ice နဲ့အတန်ထွက်ချင်းကလည်းတိတ်မကဘူးဒါပေမဲ့ Ice လို့ခေါ်တာတိတ်မကောင်းလို့ Mr. Ice လို့ခေါ်တာဟု ရှင်းပြလာရကိုဗိုနီကသဘောကျစွာညီမောလေတော့ဒီကဲ Mr. Ice ဈေးကိုလိုက်ခဲ့ပြီတော့ဟုဆိုကပို့လေးကိုခေါ်သွားလိမ့်အနာကြီးကြော်ကြော်ခန့်ကြာတော့က Mr. Ice ဒီရတလုံးဖြင့်ပြန်ရောက်လာပြီပကံခွဲရောက်များလည်းပါလာလိမ့်အိမ်သို့ရောက်လင်းရောက်ချင်း Mr. Ice ကမြကြီးအနီးကကကိုကြီးခိုးလူကိုပက်ဆန်နေအကုန်မပေးနဲ့နော်ဟုဆိုလိမ့်ဘာဖြစ်လို့လဲကွာ ဇေနာကလည်းဖိဆိုင်မှာလူတစ်ယောက်နဲ့တွေ့တော့အဲ့ဒီလူကိုပြောတယ်အမဲရပြီတဲ့အမဲရပြီဆိုတာမကောင်းတာလုပ်မယ်လို့ပြောတာမဟုတ်လားပြီးတော့ blind ပါကွာပူစာမလုပ်ဘူးတဲ့ blind ဆိုတာဘာလဲကိုကြီးဟူမြကြီးအားမေး blind ဆိုတာမျက်မမြင်ဘောကွာအေးမင်းတတိပေးတာလဲကောင်းတယ်ကွာစစရရတတိထားရမှာပေါ့ကွာဟူမြကြီးကပြောလေသည် Mr. Ice ကထပင်းချက်ပြီးဒီခါရင်မြကြီးအားဟင်းချက်ရန်အတွက်မိဖို့အတွင်းသို့ခေါ်လာလေမြကြီးကဝက်သားတုံးပြီးရင်စားနေနေစနွေးပုံနဲ့နဲ့ထက်စီနဲ့နဲ့ထက်စားသဖြင့် ဗဇက်ဖြင့်ပြောလေသည်မစ္စတာအိုက်ကလိုက်လို့ရ၏ဤသို့နှင့်ပင်ဝက်သားဟင်းညပိရေပြောစသည်တို့ဖြစ်လာ၏မြကြီးနှင့်မစ္စတာအိုက်တို့ထမင်းစားကြလေသည်ထမင်းစားရင်မစ္စတာအိုက်ကဘယ်သူကပဲဖြစ်ဖြစ်ကိုကြီးကိုညာနေပြီလို့အဲကျွန်တော်ထင်ရင်တချင်းဆိုမယ်ကျွန်တော်တချင်းဆိုရင်ကိုကြီးတတိထားပေတော့ဟုဆိုလေမိကဘာတချင်းရတယ်လဲကွာမြန်မာတချင်းရတယ်ကိုကြီးအေးစိုးစမ်းမအောင်ကဝင်းမင်းဝင်းမင်း ညီလာကံမဆက်ခင်နန်းတဲ့ဝင်းမပြားဟုအသိနေတန်ထားနေဆိုလိမ့်အာဟိကောင်အဲ့ဒါတချင်းမဟုတ်ဘူးကဝင်စကားလို့ခေါ်တယ်ကွာဝင်းကြီးနေပြောတဲ့စကားကွာဟုမြကြီးကပြော၏နောက်တစ်ခုရသေးတယ်ရွှေညောင်မှာပွဲပြတော့ငါရခဲ့တာဟုမစ္စတာအိုက်စ်ကပြောပြန်၏အေးလှုပ်ဆက်မအောင်ကွာမစ္စတာအိုက်စ်ရာဟုမြကြီးကထမင်းလှဝါရင်ဖြင့်ဘလောက်ဘလောင်ဖြင့်ပြောလိုက်လေသည်ဝါနှလုံးပူတော့ထဆင်ဒုထဆင်ဒုကိုထောင်းတော့ဝိဖြောမနောင်လာနောက်သားတွေတိဖို့ ဝိစကားအချို့ပြောမည်ဝိဝိယောကဝိဝိဝါရဝိဝိဗုဒ္ဓကျွန်တော်မာဝိမာဝိမံကလူလိမ်ပြဟာတဲကောင်းတဲ့တခြင်းမလားတခြင်းစတဲ့သူကပညာရှိပဲဟုမြားကြီးကပြောလိုက်ရမစ္စတာအိုက်စ်ကပညာရှိမဟုတ်ဘူးလူပြည့်ဆိုတာရွှေအားဆိုတဲ့လူပြည့်ဆိုတာဟုပြောလေအေးသူလည်းပညာရှိပေါ်ကကောင်းတယ်အဲ့ဒီတခြင်းဆိုရင်တော့ငါသိပြီမိကအလားကြီးပဲကွာဟုမြားကြီးကပြောလိုက်ရ မေဂျာအိုက်စ်ကအော်လာကြီးမဟုတ်ပါဘူးပို့ပါဟုပြန်ပြောလိုက်တဲ့ဖြင့်ညာကြီးမှာထမင်းများသီးကုန်သည်ထိရည်ရသေးတော့ဤညာကြီးတို့ထမင်းစားပြီးသည့်ခါ၌ကိုဘိုနီပြန်လာလေသည်၎င်းနှင့်တူကမွန်စွာဝတ်စားထားသောလူတစ်ယောက်ပါလာ၏ကိုမြာကြီးရဲ့တော်ပဲပြို့လုပ်ငန်းစမယ်လို့ခြံသေးတဲ့လောက်ကဖြစ်ပြီးဟောဒီမှာကျုပ်မိတ်ဆွေရန်နာကုံတဲ့တယောက်ခေါ်လာတယ်ခမားနယ်လေနာမည်ကခက်စင်စင်ကိုမြတာတဲ့ဟုကိုနီကမိတ်ဆက်ပေးလေသည်ကိုမြာကြီးကလည်း ၎င်း၌ကိုမြသာဆွတ်လာသောရင်မွေးနသာများကိုရှူရှိုင်းမိထိုင်မှထိုင်မှကိုမြသာကိုကိုမြကြီးကပြောလေသည်ရဲနာကုံတဲ့ကိုမြသာလည်းသူ့ဤတည်းအကြီးကိုချပြီးကြောင်များကိုထုတ်လေပစ္စည်းကတော့တကယ်ပစ္စည်းတွေပဲကိုမြကြီးဟောဒီဗရန်များကဆိုရင်သူတလုံးနဲ့နဲ့ကို9000ဈေးဆိုင်ဘူးတာကျုပ်ကမရောက်ခဲ့မိဘူးခုမှရေးကြုံလို့၃လောင်တည်းနဲ့ထုတ်ရမှာဟုညာကြီးရဲ့လက်တွင်သူရန်နာကုံတဲ့ကိုမြတာကဗရန်များတစ်လုံးတင်ပေးလိုက်သည် ။ဟဲကျုပ်ကတော့မျက်စိနှက်ခွင်းအလင်းမရလေတော့ကိုဘုံနီကပဲကြည်ပါလိမ့်မယ်ဟုဆိုကမြကြီးကကိုဘုံနီဘက်သို့ဗရံများကိုပေးလိုက်ကိုဘုံနီကဗရံများကိုကြည့်ပြီးနောက်အကြီးတော့ကြိုက်ပါတယ်ဈေးကတော့တစိမ့်များနေတယ်ဗျာ၂၀၀၀လောက်ဆိုရင်တော့ဖြစ်နိုင်ပါတယ်ဟုပြော၍မျက်စိတစ်ဖက်မှိတ်ပြလိုက်လေသည်အမှန်မှာထိုဗရံများမှာ၄၅600လောက်သာတန်သောဗရံများဖြစ်ထိုကောင်၌မြကြီးကဆုံးဖြတ်ရခန့်နေသည်ပြောရမည်စကားမှာလဲကိုကိုနီကြရင်ယူလိုက်လေဗျာဟုသာပြောရန်ရှိ ထိုချိန်တိုင်း Mr. Ice ကအခန်းတွင်းသို့ဝင်သွားပြီးပကံစည်းရန်ဟန်ဆောင်ပြီးတခြင်းဆိုနေတော့သည်ဝါနှလုံးပူတော့ထဆင်တုထဆင်တုကိုထောင်တော့ဝိဖြစ်ရောမောင်းနောင်လာနောက်သားတွေတီးဖို့ဝိစကားတချို့ပြောပြမီဝိဝိယောကဝိဝိဝါရဝိဝိဗုဒ္ဓကျွန်တော်မောင်ဝိဝိမောင်က မျက်စီမှိတ်လို့ပြတယ်ဗျညာကြီးလဲ Mr. Ice လေးတခြင်းတန်ကိုကြားရရင်ကိုဘုန်းကြီး နွားရှည်ထွန်ကျူးတယ်လို့တော့မအောင်မင်းနဲ့တော့ကျွန်တော်စိတ်ထဲတမျိုးပဲဒီเจ้าကကျုပ်တို့စီမှာတောင်တင်ပြီးနှစ်ချို့နေလိမ့်မယ်လို့ထင်နေပြနောက်ထပ်ကြည့်ပါအောင်ဗျဟူပြောလာရကိုဘုံနီနဲ့ကိုမြသာတို့ဒီတူးပြန်နာတူးကြည့်ရမျက်လုံးပြူးသွား၏ဒုက္ခနိုင်မြကြီးကအပေါ်ပါသွားမိဟန်ဖြင့်စံတော်ဝါအိတ်ခမ်းတွင်သို့ဝင်လေသည်မစ္စတာအိုက်စ်ကလေးကရင်းနှီးခရရနှင့်ပကံလုံးများယူ၍ကိုဘုံနီနဲ့ကိုမြသာအနီးနာရင်းနှီးလာချပေးလေ၏ ထိုချိန်၌၎င်းတို့နှူသည်မြကြီးအာမီတို့မိဘနှက်ချရမည်ကိုတိုင်ပင်လျက်ရှိလေသည်။ကြောင်နှလုံးသုံးလုံးတော့ရှုံးခံပြီးပေးလိုက်ရမှာပဲ။အဲ့ဒီမှာမြကလေးနည်းနည်းစားပြီးတော့မှသူ့စီကထွက်မှာဟုကိုမြတာကပြောလျာကိုဗိုနီကဟုတ်တယ်ဟုတ်တယ်ဟုထောက်ခံလေ။ထိုချိန်၌မြကြီးရောက်လာသည်ဖြင့်ကိုဗိုနီတို့ကပြောလက်ဆစကားကိုရက်လိုက်ပြီးကိုမြတာကဖရမများတစ်လုံးထုတ်၍ကိုမြကြီးရေဟောဒီကကတော့လယ်သည့်ရေပဲဗျ။မောက်ချစားရမယ်လုံးမယ်မစားရရင်တုတ်ရှာဖြတ်ပြစ်ဗျာဟုဆိုကား မြာကြီးလက်အတွင်သူဗရံများလုံးထည့်၍အဲ့ဒါကိုတော့တထောင်ထဲနဲ့ပေးမယ်ဟုစကားကိုဆက်လိုက်မြာကြီးကဗရံများကိုကိုဘိုနီလက်အတွင်သူထည့်ပေး၏ကိုဘိုနီကတေချာစွာကြည်လိုက်ပြီးနောက်အရှိရာဆိုရင်တော့ယူလိုက်မှာပြဟုဆိုလေသည်ကိုမြတာကလည်းအနေငယ်စဉ်းစားသလိုလှုပ်လှုပ်ပြီးနောက်ဒီဟာကတော့ရွှေလန်းငွေလန်းပေါက်တဲ့သဘောနဲ့ပေးလိုက်ပါမယ်ဟုဆိုသဖြင့်မြာကြီးကကိုဘိုနီအားငွေထုတ်ပေးလိုက်လေကိုဘိုနီကငွေ၈၀၀ရေးတွက်၍ကိုမြတာအားပေးကာပို့သောငွေကိုမြာကြီးအားပြန်ပေးသည် ဖို့ကလေးကလည်းဗရမများကိုမြင်ဖို့လိုသောသဘောနဲ့ဝင်ရောက်ကြည့်ရှုနေသည်ထို့နောက်ကိုမြသာလည်းနှုတ်ဆက်၍ပြန်သွား၏ကိုမြသာပြန်သွားသည့်ခါ၌ကိုဝနီကကိုမြကြီးအားညနေကျရင်ကြုံသွားမပြကျုံမှာရောင်းချက်ရှိတယ်ဟော်ဒီဥစားခောက်ချိုးလာကိုမြတ်မားပြဟုစကားပြော၍ထားလေသည်ညနေပိုင်းသို့ရောက်လင်ကိုဝနီကဗရမများကိုယူ၍ရောင်းမည်ဟုဆိုကထွက်သွားလေတော့သည် ကိုဝနီထွက်သွားသည်နှင့်မစ္စတာအိုက်စ်ကမြတ်ကြီးအားအောက်ပါအတိုင်းပြောလေတော့သည်ပတ်စံကလူကိုဘယ်တော့မှမလိမ်ဘူး တပြားဆိုရင်တပြားပဲတစ်ချက်ဆိုရင်တစ်ချက်ပဲကျွန်တော်စီမာရရင်လည်းတစ်ချက်ပဲကိုကြီးစီမာရရင်လည်းတစ်ချက်ပဲနှစ်ချက်ပါလို့ဘယ်တော့မှလိမ်မပြောဘူးဒါမဲ့လူတွေကလိမ်ပြီးဆိုရင်တော့လိမ်မပြောတဲ့ပတ်စံကပါလူလိမ်နောက်ကိုပေါ်လိုက်သွားတတ်တယ်အလိုလေအလိုလေပညာရှိနဲ့တွေ့နေရပါလားမစ္စတာအိုက်စ်တော်လာကြည်လားမှန်လာကြည်လားပတ်စံကမလိမ်တတ်ဘူးဒါမဲ့လူကလိမ်ပြီးဆိုရင်တော့ပေါ်လိုက်သွားတတ်တယ်ဟုတ်တယ်မဟုတ်လားတော်လာကြည်လားမစ္စတာအိုက်စ်ရဲ့ဟုဆိုကညာကြီးကမစ္စတာအိုက်စ်လေးအဖွဲ့ကြည်လိုက်ကိုကြီး လွတ်ပါအောင်ဗျကျွန်တော်လိုက်သွားအောင်မယ်ဟုဆိုကအိမ်ပေါ်မှာပြင်းစင်၍ကိုဗိုနီနောက်သူမရမလဲနဲ့လိုက်သွားလေသည်နှစ်နာရီခန့်ကြာလင်မစ္စတာအိုက်စ်ပြန်ရောက်လာပြီကိုကြီးကြောက်ကိုကိုဗိုနီကဈေးနားကလက်ဖက်ဆိုင်မှာကိုမြတာကိုပေးတယ်ကိုမြတာကပတ်စံပြန်ပေးတယ်ဟုပြောလေသည်မြားကြီးလည်းမစ္စတာအိုက်စ်၏စကားကိုနားထောင်ပြီးနောက်ဒီလိုကကြောက်တလုံးနှလုံးကိုတော့ရှုံးခံပြီးငါတို့ကိုရောင်းလိုက်မယ်နောက်ဆုံးမှချီကြီးချလိုက်မယ်ထင်တယ်ဟုပြောလာရမစ္စတာအိုက်စ်ကအချီကြီးဆိုတာဘာလဲကိုကြီးဟုမေးလေ အကြီးကြီးဆိုတာအများကြီးကိုပြောတာကဟုတ်မယ်ထင်တယ်ကိုကြီးဟုတ်ပါတယ်ကွာဒီလူတွေကလဲနီးတိတ်ပြီးမကြွန့်ကျင်သေးပါဘူးမြကြီးကပြောလေရမစ္စတာအိုက်စ်လေးကကြွန့်ကျင်တယ်ဆိုတာဘာလဲဟူမေးရင်ကြွန့်ကျင်တယ်ဆိုတာကအလောက်တစ်ခုကိုခဏခဏလှုပ်တဲ့အတွက်အကျင့်ရနေတာကိုပြောတာကွာဟူပြောလေထို့နောက်မစ္စတာအိုက်စ်တဲ့မြကြီးတို့သည်ထမင်းစားကြရင်ကိုဘိုနီနဲ့ကိုမြတာတို့အတင်းကိုပြောနေကြ၏မြကြီးထမင်းစားပြီးသည့်ချိန်လောက်တွင်ကိုဘိုနီပြန်ရောက်လာပြီးနေကိုမြကြီးရဲ့ဟန်မီပြော ။စစားခြင်းမှာပဲခောက်ကျိုးလောင်မြတ်ခဲ့တယ်ဗျာ။ကိုမြတာစီကနေကင်းကဝယ်ခဲ့တဲ့ကြောက်ကရန်ကုန်ကပွဲစားတယောက်က1900နဲ့ပေးပြီးယူသွားလေရဲ့ဟုဆိုကငွေ1500ကိုပေးလေထိုကမြတ်ကြီးကအရင်ငွေ800ကိုနှုတ်ပြီးနောက်မြတ်စွန်းဒီဆိုတော့ငွေ900ကိုတဝက်တိတိခွဲ၍ကိုဘိုနီအား350ပေးလိုက်ပြီလေမိမိအိမ်တွင်သို့350ထည့်လိုက်ကိုဘိုနီကလည်းစစချင်းဒီလိုအဖွင့်ကောင်းရင်ဆက်တိုက်ကောင်းမီကိုများကြည့်ရဲဟုတဖွားဖွားပြောနေလေသည် ထို့နောက်မိမိတငယ်ချင်းသားကလေးဆုံးသဖြင့်အတုပသွားရန်ရှိသည်ဟုဆိုကာကိုဘူနီလည်းထွက်ခွာသွား၏ညာကြီးနှင့်ပိုလေးမစ္စတာအိုက်တို့သာလင်အိတ်ဆက်ကြလေသည်အဲ့ရတဲ့တွင်မစ္စတာအိုက်ကအခုကြီးဘယ်လောက်မြတ်တယ်လဲဟုမေးလေရညာကြီးကတဝက်ခွဲပေးရသေးတာဆိုတော့350မြတ်တာပေါ့ဟုပြောလေအခုကြီးမြတ်တာကအရင်မကြည့်ဘူးသူတို့လည်းမြတ်အောင်လုပ်ကြလိမ့်မယ်သူတို့မပြန်မချင်းတော့စိတ်မချရဘူးဟုမစ္စတာအိုက်စ်ကလေးကပြောလေရညာကြီးကညီမော၍မှန်တာပေါ့ကွာ သူတို့ကငါ့ကိုလိန်လို့မရမချင်ငါ့စီမှာရှိနေမှာပဲလိန်ပြီးရင်တော့ပြေးကြမှာတေးကြတယ်ကွာဟုပြောလေအလိန်ခံရမှာလဲတိတ်မပူပါနဲ့ကျွန်တော်ရှိသားပဲကိုကြီးရဟုမစ္စတာအိုက်စ်ကအားပေးစကားပြောလေအေးငါကလည်းမင်းကိုပဲအားကိုးရတာပဲကွာမင်းတယောက်ရှိတာငါ့အတွက်တော့အခေါပဏီတက်ကြီးတက်လောက်အားကိုးရတယ်ကွာအခေါပဏီတက်ဆိုတာဘာလဲအခေါပဏီတက်ဆိုတာစစ်သားတွေအများကြီးရှိတဲ့တက်ပေါ်ကဘယ်လောက်အများကြီးလဲ ဝလုံးတောင်ရိုးရိုးဝလုံးမဟုတ်ဘူးဝဘိုးဝလုံးတထောင်ကိုအဲ့ဒီစစ်သားတွေနင်းသွားရင်ဝလုံးကအမုန်ဖြစ်သွားနိုင်တယ်တဲ့အဲ့လောက်များတယ်ကွာမင်းကအဲ့ဒီစစ်သားအရေးအတွက်လောက်ရှိတဲ့တက်ကြီးတက်တက်လောက်အားကိုရတယ်ကွာဟုညာကြီးကရှင်းပြလာရမင်းစာအိုက်ကဒါကတော့အကိုကြီးကကျွန်တော်နည်းနည်းနှိမ့်ချပြောတာပဲဟုပြောလာရညာကြီးမှဥတက်မတက်ရီမောရလေတော့သည်နောက်တနေ့နိုင်ကိုမြတာနဲ့ကိုကိုလီတို့ဒီမြကြီးထံသို့ရှေ့စင်နောက်စင်ရောက်လာကြပြီလေ ကုမြတာကသူ့ဤအိတ်ကြီးကိုချပြီးပရမများတလုံးကိုထုတ်ယူကဟော်ဒီအလုံးလဲစားရမှာပဲမစားရရင်ကျုပ်ရှာဖြတ်ပြစ်ဘူးဆိုကညာကြီးလက်အတွင်းသို့ပရမများကိုထည့်လိုက်ညာကြီးကကိုဘိုနီလက်သို့ထည့်လာရင်ကိုဘိုနီကဘလောက်လဲဟုမေးလေအဲ့ဒါကတော့2000ပဲပေးပါဟုဆိုလေသည်ကိုဘိုနီက1500ရာကုမြတာကရပါတယ်ရွှေလန်းငွေလန်းဖောက်တာပဲ ဟုပြောလိုက် ထို့နောက်ပေးလိုက်လေသည်ကိုမြတာထွက်သွားရင် ကိုကိုနီကကျုံမှာရောင်းချက်ရှိတယ်ဟုဆိုကထွက်သွားပြန်ပြီးညနေပိုင်းရောက်ရင် ကိုကိုနီပြန်လာပြီး3000တောင်ရခဲ့တယ်ရို့ဟုဆိုလေသည်အဲ့တော့အမြတ်1500ကနေတဝက်ခွဲပြီး950တီတီယူကြတာပေါ့ဗျာဟုဆိုကညာကြီးကခွဲဝေပေးလိုက်ပြန်ပြီးကိုကိုနီနဲ့မိတ်ဆွေကလေးဤအတူပါသွားမည်ဟုဆိုကထွက်သွားလေသည်ထိုကပို့လေးကဂိုကြီးဒီလုံစားရမှာပဲမစားရရင်ရှာဖြတ်ပြစ်ဆိုတာရဲ့ ကိုဘိုနီကရောင်းချက်ရှိရဆိုပြီးထွက်သွားတာရဲ့ပြီးရင်ကိုဘိုနီကအတုပအိမ်သွားအောင်မယ်ဆိုတာရဲ့ကအတူတူကြီးပဲအဲ့ဒါကိုစဉ်းစားပါဟုသတိပေးလေသည်ကိုဘိုနီနဲ့ကိုမြတာသည်နောက်တနေ့နိုင်ပေါ်မလာပဲတရက်ကြောင်မှပင်ရှေ့စဉ်နောက်စဉ်ရောက်လာကြပြီလင်ကိုမြတာကထုံးစံလာအိတ်ကြီးကိုချပြီးဗရမားတလုံးကို ထုတ်ယူကမြကြီးလက်တွင်သို့ထည့်ပေးလိုက်ဒီလုံးကတော့တေချာပေါက်စားရမယ်လုံးပဲဟုဆိုပြန်၏မြကြီးကဗရမားကိုကိုဘိုနီလက်သို့ပေးလိုက်လင်ခင်ဗျပြခဲ့တဲ့ဟာရဲ့ဒါအကြိုက်ဆုံးပဲ။ ။စိုးစမ်းမအောင်ဘလောက်လဲဟုပြောလိုက်ရာကိုပြသားကဒါကတော့8000ကိုပိုနီးဟုပြော၏။အာ8000တော့မဖြစ်ဘူး။ခဏထောင်ပေးမယ်ဦးဆိုလေထို့နောက်သူ့ကိုသူမျက်စာပြစ်လိုက်လေပို့ကလေးကအိမ်တွင်းသို့ဝင်သွားပြီဝါနှလုံးပူတော့ထဆင်သူထဆင်သူကိုထောင်းတော့ဝိဖြစ်ရောမောင်းနောက်လာနောက်သားတွေတီးကြဖို့ဝိစကားတချို့ပြောပြမယ်ဝိဝီယောကဝိဝိဝါရဝိဝိဘုရားကျွန်တော်မောင်းဝိဝိပောင်ကမျက်စာပြစ်တယ်ဗျာဟုတခြင်းဆိုလိုက်ရမြကြီးက ဒီလိုလို့ပါလာကူနီတောက်ကနည်းနည်းကြီးလေတော့တရက်ဆိုင်းလိုက်ပါနဲ့ပြန်ကြယူလိုက်တာပေါ့ဟုဆိုလေကိုမြတာကလည်းရပါတယ်ရပါတယ်ဟုဆိုကပြန်လေသည်ကိုဘူနီကမူဒီတကာမှအချီကြီးစားရမှာကိုမြကြီးကြောက်ကအီရော့ရွယ်ရော့ဈေးရော့ဘာမှဆိုစရာမရှိဘူးယူပြီးအောင်တော့ယူပြို့ထိုက်လို့ရတယ်ဖြစ်စည်းပဲဟုပြောဆိုလေသည်ညနေခင်းသို့ရောက်ရင်အတုပါရဲ့လည်းညဖြစ်၍ကောင်းအုံးမီဆိုကထွက်သွားလေကိုဘူနီထွက်သွားသည်ကမြကြီးကပို့ကလေးအားမစ္စတာအိုက် ဘယ်လိုလုပ်ကြမလဲกว่าဟူကြံတောင်းရပိုလေးကဒီတကာတော့ကိုကြီးပြောတဲ့ခြေကြီးပဲမက်ပြန်ဆိုရင်မွဲလို့မဖြစ်ဘူးမဝယ်ရင်ဒုက္ခပေးမှာပဲဒီဥစ္စာကိုဝယ်ဖို့ကြောင်နှလုံးကိုလျှော့ဈေးနဲ့ရောင်းခဲ့ပြီးပြီမဟုတ်လားဟုပြောလေရအမကြီးကအဲ့ဒါကြောင့်အကြံပေးပါလို့ပြောတာกว่าဟူဆိုဤအကြံပေးလို့မရဘူးဒီကထွက်ပြရမယ်ကျွန်တော်တို့ထွက်ပြေးတယ်ဆိုတာကိုချက်ချင်းမသိအောင်အိုးတွေခွက်တွေအဲ့ရတဲ့ဝိစားတွေထားခဲ့ရမယ်ပြေးဖို့နေရာကိုပဲကိုကြီးစဉ်းစားပြီးတော့ဟုပြောလေ မြကြီးလက်ကောင်းကိုကုပ်၍စဉ်းစားလေသည်အတန်ကြာစဉ်းစားပြီးမှပြင်ဦးလွင်မှာတော့ငါနဲ့ရောင်းဝယ်လုပ်ခဲ့ဘူးတဲ့လူတယောက်ဈေးထဲမှာကုံကြောက်ဆိုင်ဖွင့်နေတယ်လို့ပြောတယ်ကွာသူစီပြေးပြီးကူညီတောင်းရမှာပဲဟုပြောလေရာမစ္စတာအိုက်စ်ကပြောမနေတဲ့တော့ကိုကြီးခုပဲထွက်ရအောင်ဟုဆိုတဲ့ပြင်မြကြီးကလောက်ကွာဟုဆိုကနေရာမှာထလိုက်တော့သည်ပို့ကလေးလည်းမြကြီးလက်ကိုဆွဲကလူလိန်ကိုပိုဒီနေ့ကိုမြသားတို့လည်းမှလွတ်မြောက်ရန်ထွက်ခွာလာခဲ့ကြလေသည်ထို့နောက်ပြင်းဦးလင်မျိုးတို့ထွက်မိကားကြုံကိုစုံစမ်းရာရရှိသည်ဖြင့်ပြင်းဦးလင်မျိုး ကြည်တူဥတီကထွက်ပြေးခဲ့ကြလေတော့တည်းနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့တာပါ